ားလုံးပဲမင်္ဂလာပါအားလုံးနဲ့ဒီနေ့မှပြန်လည်ပြီးတော့တွေ့ရတာသူပဲဝမ်းတာတယ်ဖရာသခင်ရဲ့အာနှုတ်ကပတ်တော်ဟာဒီနေရာမှာ နေရာယူတာ ဖြစ်ပါတယ်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ကြီးညာတဲ့နေရာမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုကြွေးကြော်တဲ့နေရာမှာအဲ့ဒီဖရာသခင်ရဲ့နှုတ်ကပတ်တော်ဖွင့်ပြချက်ရှိတဲ့အရက်မှာဖရာသခင်ကလှုပ်ရှားတာဖြစ်တယ်ဖရာသခင်ကဘယ်မှာအလုံးလှုပ်တာလဲဆိုရင် သူ့ရဲ့နှုတ်ကပတ်တော်အားဖြင့် ဖွင့်ပြချက်အတိတ်တော်ဖွင့်ပြချက်အတိတ်တော်ဘုရားသခင်ရဲ့သူလုတ်စီခြင်းနဲ့သူလုတ်မဲ့အလုတ်တွေကိုဖွင့်ပြချက်ကိုခံယူနေတဲ့နေရာမှာဘုရားသခင်ကအမြဲတမ်းအလုတ်လုတ်တာဖြစ်တဲ့ဘုရားသခင်ကဖွင့်ပြချက်မပါဘဲနဲ့ဘာမှအလုတ်မလုတ်ဘူးဖြစ်တဲ့တစုံတစ်ခုအလုတ်လုတ်တော့မယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုတစုံတရာကိုသူ့လူတစုံတရာကိုဖွင့်ပြတဲ့ဘုရားဖြစ်တဲ့ဒါကြောင့်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေတင်းဒီနေရာမှာရှိနေတာဟာဒီနေရာမှာနှုတ်ကပတ်တော် ဖွင့်ပြတဲ့နေရာဖြစ်တဲ့နှုတ်ကပတ်တော်ကိုကြီးညာတဲ့နေရာဖြစ်တဲ့ဒါကြောင့်သင်ဟာနေရာမှာမှာရှိနေတာဖြစ်တဲ့ဒီနေ့နှုတ်ကပတ်တော်ကျွန်တော်အနည်းငယ်ဝင်ငတ်ချင်တာဖြစ်တဲ့ဒါကြောင့် ကျွန်တော်တို့အာဒီဖိယားသခင်ရဲ့စကားနဲ့ဖိယားသခင်ရဲ့ဖွင့်ပြချက်ကလူတွေအတွက်အရန်အရေးကြီးတယ်အာပြီးတဲ့ခါကျရင်ဖိယားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကအရန်ပဲအရေးကြီးတာဖြစ်တယ်တချို့တော်သူတွေနှုတ်ကပတ်တော်ဖတ်ပေမဲ့ တရားတော်ဟောပေမဲ့ယုံကြည်ခြင်းမပါတဲ့အတွက်ကြောင့်ဖရာသခင်အလုလုလုမရဘူး။ဒါကြောင့်ဖရာသခင်အလုလုလုရဖို့ရန်အတွက်ကျွန်တော်တို့ဖရာသခင်ရဲ့ဖွင့်ပြချက်နဲ့အတူကျွန်တော်တို့ဒီယုံကြည်ခြင်းနဲ့ရောနော်ရမှာဖြစ်တဲ့ကျွန်တော်တို့မှာယုံကြည်ခြင်းရှိရမယ်ဖွင့်ပြချက်ရှိရမယ်အချို့တော်သူတွေယုံကြည်ခြင်းရှိပေမဲ့ဖွင့်ပြချက်ဖရာစကားအတိတ်သောစကားတွေကို မကြားရဘူးဖြစ်တဲ့ဒီနေရာမှာယုံကြည်ခြင်းနဲ့ဖရာသခင်ရဲ့နှုတ်ကပတ်တော်အတိတ်သောဖွင့်ပြချက်တွေကိုကျွန်တော်တို့ ကြားနာရမယ့်နေရာဖြစ်ပါတယ်ဟာလေလုယကျွန်တော်နဲ့သူစံစာတစ်ပိုက်ကိုဖတ်ကြည့်ရအောင်ဟေပြဲဩဝါဒစာအခန်းကြီး7အခန်းငယ်ဘလောက်ကိုဖတ်မလို့ဆိုရင်အခန်းငယ်6ကိုကျွန်တော်နဲ့အတူတကွာဟာဖတ်စီချင်တာဖြစ်တယ်ယုံကြည်ခြင်းမရှိရင်ဖရာတခင်ဤစိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖျားရခင်အထံတော်တို့ချင်းကတော်သူသည်ဖျားရခင်ရှိတော်မူသည်ကို၎င်း ကိုတော်ကိုရှာတော်သူတို့အားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်။တပည့်ရခင်ကကျွန်တော်တို့ကိုတောင်းဆိုတဲ့အရာရှိတယ်။အဲ့ဒါပါလေဆိုရင်ကျွန်တော်တို့ကိုယုံကြည်ဖို့ယုံကြည်ခြင်းရှိဖို့တောင်းဆိုနေတယ်။ဒါယုံကြည်ခြင်းကဘလောက်ထိအရေးကြီးတယ်လဲဆိုရင်ကျွန်တော်တို့လူတယောက်ရဲ့လူတယောက်နဲ့တယောက်အချင်းချင်းကြားထဲမှာတောင်မှကိုကိုမယုံပေးတဲ့သူသူရှိတယ်ဆိုရင်ကျွန်တော်တို့က မချိုက်တစုံတယောက်ကကိုယ့်ကိုယုံကြည်တယ်စိတ်ချတယ်ဆိုရင်အဲကျွန်တော်တို့ဘက်ကနေလဲဝမ်းမြောက်ခြင်းရှိတယ်တကယ်လို့ကျွန်တော်တို့ဘက်အာတစုံတယောက်ကကိုယ့်ကိုယုံကြည်မှုမရှိဘူးကိုယ့်ဘက်ကနေဘလောက်ပဲကောင်းကောင်းဘလောက်ပဲလှုပ်ပေးလှုပ်ပေးအများတန်တရားစိတ်နဲ့တန်တရားပဲရှိနေတယ်အများအာမယုံကြည်ခြင်းနဲ့ပဲအာမယုံကြည်တဲ့မျက်လုံးနဲ့ပဲကြည့်နေတယ်ဆိုရင်အာကျွန်တော်တို့ဘက်ကနေခံရတဲ့သူဘက်ကနေအာစိတ်မကောင်းမှုဖြစ်တယ် เนาะဒီလိုပဲဖရာသခင်ကသူ့ကိုယုံကြည်ဖို့ရန်အတွက်အလိုရှိတယ်သူယေရှုခရစ်တော်ကကျွန်တော်တို့ကိုအသေးခံပေးတယ်ကျွန်တော်တို့အပြစ်တွေအာလုံးဆေးကြောပေးတယ်ခမဲတော်ဖရာကတပါးတီတော်တားတော်ကိုစွန့်တော်မူတည်တယ်အောင်လောကီတားတော်ကိုချစ်တယ်ကျွန်တော်တို့လူသားတွေကိုချစ်တယ်ဒီလောက်ဖရာသခင်ချစ်တယ်ဒါကြောင့်ကျွန်တော်တို့ကယုံရမှာပါလေဖရာသခင်ကျွန်တော်ကျမကိုချစ်တယ်ဆိုတာကိုယုံရမယ်ပြီးတဲ့အခါကျရင်ဖရာသခင်ကျွန်တော်ကျမနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားတယ်အရာခတ်သိမ်းကိုဖရာသခင်တတ်နိုင်တယ်ဖရာသခင်ဒီနေရာမှာရှိနေတယ်ဆိုတာကိုကျွန်တော်တို့ယုံရမှာဖြစ်တယ်ဒါကြောင့်စံစာထဲမှာဒီမှာဗာပြောလေဆိုရင်ဖရာသခင်ဤစိတ်တော်နဲ့မတွေးနိုင်အเจ้าမူကဖရာသခင်ထံတော်တို့ချင်းကားတော်သူသည်ဖရာသခင်ရှိတော်မူသည်ကို၎င်းသူကဖရာသခင်ရှိနေတယ်ဆိုတာကိုသူကဖရာကယုံယုံကြည်စေခြင်းနဲ့ ကျွန်တော်တို့တခါတလေဖျားကြောင်းတာသွားတယ်တခါတလေစန်းစာတာဖတ်တာတခါတလေဆုတာတောင်းတယ်ဖျားတခင်ရှိမှန်းတောင်ကျွန်တော်တို့ယုံချင်မှယုံတာသူကတာဝန်အရသူများသူများခိုင်းလို့ဆရာခိုင်းလို့ဆရာမခိုင်းလို့ကျွန်တော်တို့ဆုတောင်းတာတွေရှိတယ်စန်းစာဖတ်တာတွေရှိတယ်တရားဟောရမှာမိုးလို့စန်းစာဖတ်တာတွေရှိတယ်ပြင်စင်တာတွေရှိတယ်တကယ်တော့ဖျားတခင်ရှိတယ်ဖျားစကားဖျားအတန်နားထောင်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့တခါတလေစန်းစာမဖတ်တာတွေဆုမတောင်းတာတွေရှိတတ်တယ်ဒါကြောင့်ဒီညပါ ဒီညမှာပါတယ်ဖယားသခင်ထံကိုချင်းကတ်တဲ့အခါမှာဖယားသခင် ရှိတယ်ဆိုတာကိုယုံရမယ်ဟာလေလုယဘယ်တဲ့ခါကျရင်ပါတယ်ကိုတော်ကိုရှာတော်သူတို့အအကျိုးပေးတော်မူသည်ကိုလည်းကောင်းယုံရမယ်ဒါဖယားသခင်ရှိတယ်ဆိုတာကိုယုံကြည်ပြီးတော့ဖယားသခင်လှုပ်ပေးနိုင်တယ်လှုပ်ပေးခြင်းနဲ့ပေးနိုင်တယ်ပေးခြင်းနဲ့ဖယားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မယုံရင်ဖယားဘက်ကနေစိတ်မကောင်းဖြစ်မှာဟာလေလုယား ကိုယ့်ရဲ့တာသမီတာသမီတယောက်အနေနဲ့အဖေကိုမယုံဘူးဆိုရင်အဖေတယောက်အနေနဲ့ဘလောက်ဟောဟွာအာကြေကွဲရမှာအဖေတယောက်ကိုတာသမီတယောက်ယောက်ကအဖေကိုစိတ်မချဘူးဆိုရင်ဒီအဖေတယောက်အနေနဲ့ဘလို့ခံစားရမှာလဲဒီလိုပဲဖေယားသခင်နဲ့ကျွန်တော်တို့ရဲ့ကြားထဲမှာဘလို့ဖေယားကိုစိတ်ချရမှာလဲကလေးလေးတယောက်ကသူ့အဖေအမေကိုစိတ်ချတယ်လို့မျိုးပဲ ီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖရာသခင်ကိုစိတ်ချဖို့ရန်အတွက်အရေးကြီးတယ်ဖရာသခင်ကျွန်တော်ကျွန်တော်တို့ကိုချီးမြှောက်မယ်ဆိုတာကိုစိတ်ချရမယ်ကျွန်တော်တို့ကိုကောင်းကြီးပေးမယ်ဆိုတာကိုစိတ်ချရမယ်ကျွန်တော်တို့ကိုကောင်းကြီးပေးခြင်းနဲ့ဖရာကောင်းကြီးပေးနေတဲ့ဖရာကျွန်တော်တို့ကိုကြွယ်ကာတဲ့ဖရာကျွန်တော်တို့ကိုလမ်းပြတဲ့ဖရာကျွန်တော်တို့ကိုဥဆောင်နေတဲ့ဖရာဆိုတာကိုကျွန်တော်တို့ကယုံကြည်ဖို့ရန်အတွက်ဖရာအလိုရှိတယ်ဟာလေလုယာဒါကြောင့်ဒီ ဘုရားကယုံကြည်ခြင်းဒီနှမျိုးကိုတောင်းဆိုတယ်။နံပါတ်၁ကတော့ तू ရှိနေတယ်ဆိုတာကိုကျွန်တော်တို့ကို သိစေခြင်းနဲ့ဘယ်နေရာသွားသွားဘယ်နေရာရောက်ရောက်ဘုရားသခင်ရှိတယ်။ဆာလံစရာကတေချင်းရဲ့အရေးလွှမ်းမှုတဲ့ဂျိုင်းထဲမှာရှောက်သွားရတာတော့လေဘေးအန္တရာယ်ကို မကြောက်ဘူး။အเจ้าမူကဘုရားသခင်ဒီငါနဲ့အတူရှိတော်မူပြီ။ဘုရားသခင်အတူရှိတယ် ဘယ်အခြေအနေမျိုးမှမဆိုဘယ်နေရာမျိုးမှမဆိုဖယားသခင်အတူရှိတယ်ဆိုတာကိုဆာလံဆရာကသိတယ်မိတ်ဆွေညီကောင်မောင်နှမများဒီနေ့ဖယားသခင်ကတင်တဲ့ကျွန်တော်တို့ကိုဖယားသခင်ဘယ်အခြေအနေမျိုးမှမဆိုဖယားသခင်အတူရှိတယ်ဆိုတာကိုဖယားကကျွန်တော်တို့ကိုယုံကြည်စိတ်ချစေခြင်းနဲ့ဖယားဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီမှာရှိတဲ့ညီကောင်မောင်နှမများတင်းဟာစိုးရိမ်တဲ့စိတ်စိုးရိမ်တဲ့ အသက်တာထဲကနေဒီနေ့ဖရာခင်လွတ်မြောက်ဖို့အလိုရှိတယ်။ဘာကြောင့်တင်ဆိုးရင်တာလဲ။ဘာလို့တင်ကြောက်ရွံ့တာလဲ။ဘာဖြစ်လို့တင်ဟာအာအာဟောပါလေစိတ်ဖိစီးမှုတွေကြားထဲမှာတင်ဟာစိတ်တက်ကြနေတာလဲ။တင်ဖရာခင်ရှိတယ်ဆိုတာကိုတင်မယုံလို့ဖြစ်တယ်။ဒံယေလကဖရာခင်သူနဲ့အတူရှိတယ်ဆိုတာကိုယုံတယ်။ဒါကြောင့်တိစုမတောင်းရဘူးဆိုတဲ့ဟောစီကန်ချက်ကိုထုတ်တာတောင်မှ သူပုံမှန်အတိုင်းပဲတရက်၃ချိန်သူဆူတောင်းတယ်။ဘာကြောင့်သူဆူတောင်းနိုင်တာလဲ။ဖရာသခင်သူနဲ့အတူရှိတယ်။ဒီအခြေအနေရဲ့အထက်မှာဖရာသခင်အတူရှိတယ်ဆိုတာကိုသူယုံတဲ့အတွေ့အကြုံဖြစ်တယ်။သူသိနေတဲ့အတွေ့အကြုံဖြစ်တယ်။ဟာလေလုယာ။ဒိုင်လာတငယ်ချင်းရှာဒရက်မေရှက်အဘယ်နီကုန်းတို့ကဘာပြောတာလဲ။ဒီယုတ်တုကိုဒီနေပုခတ်နေစာယုတ်တုကိုကိုးကွယ်ရမယ်။မကိုးကွယ်ရင်မိထဲမှာချမယ်။ ဟာလေလုယာဘလောက်ပဲမိထဲမှာချက်မယ်ပြောပြောမကိုးကွယ်နိုင်ဘူးဒီယုတ်တုကိုကျွန်တော်တို့မကိုးကွယ်နိုင်ဒီယုတ်တုယုတ်တုကိုမကိုးကွယ်လို့မိထဲမှာချက်မယ်ဆိုရင်လေမိထဲကနေကျွန်တော်တို့ဖရာတခင်ကကွယ်ကာလိမ့်မယ်ကယ်နှုတ်လိမ့်မယ်မကယ်နှုတ်ခဲရင်တောင်မှကျွန်တော်တို့မကိုးကွယ်နိုင်ဘူးတို့ကပြက်ပြက်တတာအသေးပြရပါလေတို့ဖရာတခင်မိထဲမှာဆင်းရမယ်ဆိုရင်လေဖရာတခင်ရှိတယ်ဆိုတာကိုတို့ယုံတယ် ဒါကြောင့်မီးထဲမှာဆင်းရတော့မဲ့အချိန်မှာတို့ပျော်ပျော်ပါပါမြိန်တက်ချင်းအပြည့်နဲ့မီးထဲကိုဆင်းသွားတယ်။တို့တိတဲ့အတိုင်းပဲတို့မြင်တဲ့အတိုင်းပဲတို့ယုံတဲ့အတိုင်းပဲဖျားသားတော့တရံနဲ့တူတဲ့လူ၃ယောက်ကနေ၄ယောက်မီးထဲမှာရှောက်ရှောက်သွားရတယ်။ဟာလေလုယာဘုရားသခင်ကအဲ့ဒီစိတ်ချမှုမျိုး အဲ့ဒီယုံကြည်ခြင်းမျိုးကိုဖခင်တခင်ကတင်းကိုရစေချင်တာဖြစ်တယ်ကျွန်တော်တို့ကိုရစေချင်တာဖြစ်တယ်ဟာလေလုယာဖခင်တခင်ဘလောက်ဝမ်းမြောက်မလဲမိသဲမှာတော့မှဖခင်တခင်ကဲတင်နိုင်တယ်ဆိုတာကိုယုံနဲ့ယုံကြည်ခြင်းကဖခင်ကဘလောက်ပီတိပီတိဖြစ်မလဲဘလောက်ဖခင်တခင်ကအာရကျေနဝမ်းမြောက်မလဲဟာလေလုယာအချို့တော်သူတွေစာဝန်ကြီးမှလည်းဖခင်ကိုစိတ်မချဘူး ်အတက်ရှင်မှုမှာလည်းဘုရားကိုစိတ်မချအောင်မိသားစုထဲမှာလည်းဘုရားကိုစိတ်မချအောင်ဘယ်နေရာဘယ်ကံတမဆိုဘုရားကိုစိတ်မချအောင်ဝမ်းနေစရာကောင်းတယ်ဘုရားကဘလို့ခံစားရမလဲမိတ်ဆွေညီကောင်မတို့ဒီနေ့ကနေစပြီးတော့ကျွန်တော်တို့ကပါလေဖရားသခင်ကိုကျွန်တော်တို့ကယုံကြည်စိတ်ချတဲ့သူဖြစ်ဖို့ဘုရားအလိုတော်ရှိတယ်ဒီနေ့ ဖရာတခင်ကိုယုံကြည်နိုင်ဖွယ်အတွက်ဖရာရှိတယ်ဆိုတာကိုယုံကြည်နိုင်ဖွယ်အတွက်ဖရာတခင်အကျိုးပေးတယ်ကောင်းကြီးပေးမယ်ကွယ်ကာပေးမယ်လမ်းပြပေးမယ်ဆိုတာကိုယုံကြည်နိုင်ဖွယ်အတွက်ကျွန်တော်တို့တမာတရားကိုတည်ဖို့လိုတယ်ကျမ်းစာထဲမှာယုံကြည်ခြင်းဒီကြားနာခြင်းအဖြစ်ဖြစ်တယ်ကြားနာခြင်းဒီလည်းဖရာတခင်ရဲ့စကားတော်အဖြစ်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကပါလေယုံကြည်ခြင်းရှိတာနဲ့မရှိတာဘာဘာနဲ့ဆိုင်တာလဲဒီနှုတ်ကပတ်တော်ဘလောက်ကြားတယ်လဲမကြားဘူးလဲဆိုတာနဲ့ဆိုင်တယ် ်ဒီနှုတ်ကပတ်တော့နည်းနည်းပဲကြားတယ်ဆိုရင်ဒီယုံကြည်ခြင်းကအလွန်အင်မတန်မှနည်းလိမ့်မယ်ဒီနှုတ်ကပတ်တော့ကိုများများကြားတယ်ဆိုရင်တည်းရဲ့ယုံကြည်ခြင်းဒီမတုံမလုံဇီးအောင်တောင်ကဲတော့ခိုင်ခန့်တဲ့မြို့လိုဖြစ်လာလိမ့်မယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ကပါလေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုဖြစ်စေတာကျွန်တော်တို့ဖွင့်ပြချက်တွေဖြစ်တယ်ဖယားတခင်ရဲ့အတိတ်တော်စကားတွေဖြစ်တယ် ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုတန်ဖိုးထားဖို့တိတ်အရေးကြီးတယ်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုအွန်လိုင်းကနေလည်းနားထောင်ဖို့လိုတယ်လို့ကိုတိုင်ကျမ်းစာဖတ်ခြင်းစုတောင်းခြင်းဖရာကြောင့်ထဲမှာနားထောင်ခြင်းဝိညာဉ်ကောင်းဆောင်တွေဆီကနေတင်ယူခြင်းလေ့လာခြင်းမြဲတာနှုတ်ကပတ်တော်ခံယူခြင်းကတိတ်ကိုအရေးကြီးတယ်အဲ့ဒီအရာကတင်းရဲ့ယုံကြည်ခြင်းကို ဖြစ်စေတယ်အဲ့ဒီအရာကဖရာကိုစိတ်ချမှုဖြစ်စေတယ်အဲ့ဒီအရာကဖရာသခင်ကိုအကျွင်းမဲ့ယုံကြည်တဲ့ယုံကြည်ခြင်းဖြစ်စေတယ် ဒါဆိုရင်ယုံကြည်ခြင်းမရှိရင်ဖះစိတ်တော်နဲ့မတွေ့ဘူးတဲ့ဒီလိုမျိုးယုံကြည်ခြင်းဒံယေလလိုမျိုးယုံကြည်ခြင်းရှိတယ်ဆိုရင်နောအေးလိုမျိုးယုံကြည်ခြင်းရှိတယ်ဆိုရင်ရှာဒရက်မေရှက်အဘယ်နီကွန်တိုလိုယုံကြည်ခြင်းရှိတယ်ဆိုရင်ဖះသခင်ကတင်သူ့ရဲ့စိတ်တော်နဲ့တွေ့မှာဖြစ်တယ်ဖះသခင်ကအကြိုက်ဆုံးဖြစ်မှာဖြစ်တယ်တင်းကိုအကြိုက်ဆုံးတဘောအကြဆုံးဖြစ်မှာဖြစ်တယ်ဟာလေလုယာ ဘုရားသခင်ကကြံစားတယ်မှာဒါဝိကသူရဲ့စိတ်တော်နဲ့တွေ့တယ်။ဟာလေလုယာ။နောအေကသူရဲ့စိတ်တော်နဲ့တွေ့တယ်။ဒါကြောင့်ဒီနေ့ဟာသင်ဟာနှုတ်ကပတ်တော်များများကြာယုံကြည်ခြင်းရှိရှိတယ်ဆိုရင်ဘုရားသခင်ကသူရဲ့စိတ်တော်နဲ့တွေ့မှာဖြစ်တယ်။ဘုရားနှလုံးသားနဲ့ညီညွတ်တဲ့သူဖြစ်မှာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပါလို့ရမှာလဲဆိုရင်နှုတ်ကပတ်တော်နဲ့ပြေဝဖို့ရန်အတွက် ကျွန်တော်တို့ရဲ့အတ္တတာထဲမှာပြင်ဆင်ရမယ်။ဆန္ဒဆရာကဗာပြောတာလေကိုတော့ကိုမပြစ်မာပဲနဲ့နေနိုင်ပါမီကြောင်းနှလုံးထဲမှာနှလုံးသားထဲမှာဗျာဒိတ်တော်ကိုတူထားပါပြီ။ဘလောက်ဗျာဒိတ်တော်ရှိတယ်လဲဘလောက်ဖွင့်ပြချက်ဘလောက်ဖျားစကားနှလုံးသားထဲမှာတူထားတယ်လဲဆိုတာကယုံကြည်ခြင်းကို ဖြစ်စေတယ်။ဟာလေလုယာ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  hallelujah shandaraba handarabaya dekhandarabaya shandaraba hallelujah တရားဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကိုပြောပြချင်တယ်သင်ဟာယုံကြည်ခြင်းအပြည့်အဝရှိဖို့ရန်အတွက်ဖះစိတ်တော်နဲ့တွေ့ဖို့ရန်အတွက်နှုတ်ကပတ်တော်ကိုများများအချိန်ပေးပါဖះရဲ့ဖွင့်ပြချက်ဖះရဲ့အတိတ်တော်စကားတွေကိုနေ့တိုင်းမှာအနေရပေးပါလို့အားလုံးကိုပြောပြချင်တယ်အရောက်ချင်းစီတိုင်းဖះရခင်ထူကောင်းကြီးပေးပါစေ